Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့အမဒီဒီဇိုင်းလေးကိုဆွဲပြပြမှာဖြစ်ပါတယ်ဒီဒီဇိုင်းလေးရဲ့ကျတော့လူငယ်ဒီဇိုင်းပေါ့နော်လူငယ်ဒီဇိုင်းပုပ်ပပပါလေး Okay အဲ့ဒါဆိုလို့ရှိရင်ဒီဒီဇိုင်းလေးကိုတစ်ချက်ကြည့်မယ်သူကဒီမှာပခုံးလေးကအော်ပခုံးလေးကဒါမျိုးလေးလာထားတယ်ဒီမှာဂျိုင်းသူကနော်ဂျိုင်းပြက်လေးကိုမှဒီဇိုင်းဒီလိုလေးလာထားတယ်ရင်ုံလေးတော်တော်လေးဟိုက်ထားတယ်ဒါတတိလိုပုံစံမျိုးလေးလာထားတယ်ပေါ့နော်အဲ့ဒီမှာအမတို့ပေါ့နော်ဒေါက်လေးတွေထိုးရမယ်ဒီကောင်မှလည်းဒေါက်ထိုးရမယ်ဒီမှလည်းဒေါက်ထိုးရမယ် โอเคไอ้တော့ပြီးရင်ဒီပတန်ဖြတ်ပုံဖြတ်နေဒီအတွွင့်ယူပုံယူနေလေးတွေပေါ့เนาะအဲအဲ့ပိုင်းလေးကိုမလို့သွားမယ်ခွေအနောက်ခြံကြတော့နောက်ခြံကြတော့ရိုးရိုးဒီလိုလေပင်ပေါက်ရဲ့နောက်ကဇစ်ရဲ့ပေါ့เนาะအဲ့ဒါလေးပဲပါတာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ခြံကိုတော့အမှမဆွဲပြတော့ဘူးအရှိခြံကြတော့အဓိကကပတန်ဖြတ်တဲ့ပုံလေးနဲ့ဒေါက်လေးတွေပေါ့เนาะဒေါက်လေးတွေဘယ်လောက်အမောင်ထိုးရမလဲပြီးသွားပြီဆိုလို့ရှိရင်ပတန်ကိုဘလိုလေးတွေဖြတ်မလဲပေါ့เนาะအဲ့ပိုင်းလေးကိုသွားပြီးပါမယ်เนาะโอเคအဲ့ဒါဆိုလို့ရှိရင်မတို့ပတန်လေးတစ်ချက်သက်ဆွဲကြမယ်เนาะ ကဲဒီဗီဒီယိုလေးဆက်ဆွေးမယ်နော်ဒီအရှိချမ်းလေးကိုပတ်တန်ဆွဲပြပေးမယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်အာပကုံးတော့ပါတဲ့ပတ်တန်လေးသုံးပေးထားတယ်အဲပေါ့နော်ရင်မတောက်ကလေးရိုးရိုးရင်မတောက်လေးပဲသွားပေးထားမယ်နော်ဒီမှာရင်အောင်ထုတ်တာတွေပါတယ်ဘာမှမလုပ်ဘူးရိုးရိုးလေးနဲ့အာရှင်းရှင်းချစ်ချက်ကက်လေးပေါ့နော်ဒါဒီလိုကိုပြသွားပေးမယ်နည်းနည်းစတိုင်လေး ုံးလေးတစ်ချက်ပြင်ပြမယ်နော်တစ်ခုံးမှာသူကလေလက်ပြပတန်လေးဖြစ်တဲ့အတွက်ကြောင့်မတို့ဒီမှာ 2cm ဒီမှာကျတော့ 1cm ပြီးရင်ဒီ chain ဒါကလက်ပြပတန်တိုင်းပြင်ပြပြရတယ်ပုံကို 1cm ပုံတက်ပြီးမယ်နော်ဒီအမှတ်လေးလေးဒီသုံးခုကိုထိပြီးတော့မှဆက်ပေးလိုက်မယ်လက်ပြပတန်မလို့ဒါလေးတွေလုပ်ပေးတယ်နော် းရပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီပတ်တံပါနော်ပတ်တံပါဂျိုင်းဒီမှာဂျိုင်းစားပေးဖို့လိုရဲဆိုလို့ရှိရင်ဝမ်းစင်လောက်စားပေးမရဲ့ဒီပတ်တံဒီအားလုံးလုတ်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့ဂျိုင်းနေထပ်ပြီးဒီမှာမစားတော့ဘူးကိုယ့်ရဲ့ပတ်တံကဘာဂျိုင်းမှမစားရသေးဘူးမူရင်း flat ပတ်တံပဲဆိုလို့ရှိရင်တော့ဒီဒီလက်ပြတ်ဖြစ်တဲ့အတွက်ကြောင့်မို့ဒီနားမှာဝမ်းစင်စားပေးနော်โอเคအခုအားလုံးဒီပတ်တံမှာတော့မစွဲတော့ဘူးနော်အဲ့ဒါဆိုလို့ရှိရင်ဘာလေးတော့မလဲဆိုတော့အရင်ဆုံးဒီကောင်းလေးတော့လေဗင်းလေးတော့လေဗင်းလေးကကျွန်တော်ဒီမှာမတော်မူလာနေပဲတွားနိုင်မယ်မူလာနေပဲတွားမယ်ဆိုတော့မူလာနေပြီးတော့မှအခုဒီကောင်းဆိုလို့ရှိရင်မတော် ဒီကနေပြီးတော့မှအမတို့ဘလောက်ချမလဲဆိုတော့အခုဒီအမှတ်နော်ဂျိုင်းကနေပြီးတော့မှအပေါ်ကိုဝမ်းစင်တက်ထားတဲ့ဒီအမှတ်ကနေပြီးတော့မှဘလောက်အောက်ကိုဆင်းနေမလဲဆိုလို့ရှိရင်အမစစ်စင်ယူလိုက်စစ်စင်ယူလိုက်မယ်ပြပြပြဆိုလို့ရှိရင်ဒီမှာဒီလိုမျိုးလေးနော်ဒါလေးရပြီဆိုလို့ရှိရင်သူ့မှာဒောက်ကလေးတစ်ခုဒီမှာလာပြီးတော့မှထိုးပေးရမယ်ဒီဒောက်ကကျွန်တော်အများကြီးမဟုတ်ဘူး1 cm 1 cm လေးထိုးပေးလိုက်မယ် အဲ့ဒါလေးရပြီဆိုလို့ရှိရင်မတို့ဒီအရှိအရှိပိုင်းလေးတော့မယ်အရှိကကျတော့သူကလေရင်ကမတော်တော်လေးဟိုက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ရင်ကမတော်တော်လေးဟိုက်ထားတာဖြစ်တဲ့အတွက်ကြောင့်ဒါဆိုလို့ရှိရင်ရင်မင်းရှိတယ်အဲ့တော့ဒီမှာ1စီရင်အောက်ကိုချလိုက်မယ်ရင်မင်းကနေပြီးတော့မှာ1စီရင်ချလိုက်မယ်ချထားတဲ့အမှတ်ကလေးနဲ့ဒီမှာဆိုလို့ရှိရင်ရှိရင်ချင်းမင်းရှိတယ်နော်ရှိရင်ချင်းမင်းအော်ဒီကောင်လေးကဒါရှိရင်ချင်းမင်းရှိရင်ချင်းမင်းကနေပြီးတော့မှာအပေါ်ကို1စီရင်တက်တက်ဒီအမှတ်လေးနဲ့တွားပြီးတော့မှဒီလိုလေးဆက်ပြီးမယ် တွက်ရင်တော်တော်ဟိုက်ထားတာဖြစ်တဲ့အတွက်ကြောင့်တို့ဒီဘုံရင်မြင်းထက်ကအကူဝန်းစီအောင်ချပေးထားတယ်။ဒါပေမဲ့ကိုကအရင်မဟိုက်ချင်ဆိုလို့ရှိရင်ရင်မြင်းရနေတော့လေရတယ်ရင်မြင်းအပေါ်တက်ပြီးတော့မှဆွဲလိုက်ရတယ်နော်။ဒါကွက်ကိုသဘောပါ။ပြီးရင်ဒီကောင်လေးဒီကောင်လေးကိုကြောင်မဘယ်လောက်ယူလိမ့်မလဲဆိုလို့ရှိရင်သူ့ရဲ့ဘုံရင်လုံးတံမိုးလောက်ရှိတယ်။ရင်လုံးတံမိုးကအာဘုံ7စီရင်ရှိတယ်ဆိုလို့ရှိရင်ဒီမှာ7စီရင်ရှိတဲ့နေရာကိုလာမယ်။သူ့ရဲ့ရင်လုံးတံမိုးကဘုံ8စီရင်ရှိတယ်ဆိုလို့ရှိရင်လည်း8စီရင်ကိုဒီမှာလာမယ်။ဒီကောင်လေး တမတ်မှတ်ပေးတာမယ်နော်ဒီကောင်လေးတမတ်မှတ်ပေးပြီဆိုရင်မတို့ဒီနှစ်ခုတူချာလေးရမှာလေသူကဟိုဒီဇိုင်းတစ်ခုနေနဲ့ဟာထားတယ်အဲ့ဟာထားတဲ့အကောင်လေးက3စီရမှာဟာလိုက်3စီဟာလိုက်မယ်နော်အဲ့ပေါက်လေးကို3စီဟာလိုက်မယ်ဆိုတော့ဒီတန်ဖိုးလေးဘယ်လောက်ရှိလဲဆိုတော့ဒီချက်ချင်းမြင်ဒီမှာ8စီရရှိတယ်ဆိုလို့ရှိရင်ဒီကနေပြီးတော့လေ8စီရအမှတ်မှတ်ပြီးတော့မှဒီမှာလာပြီးတော့ပေါ့နော်ဒီမှာ8စီရလာပြီးဖြတ်ချပြီးဖြတ်ချပြီးဒီမှာလေ8စီရဒါမှမဟုတ်အောက်ကအကောင်လေးအကောင်လေးနော် ဒီကောင်လေးနှစ်ခုကတော့ပူဒီကောင်လေးနှစ်ခုကတော့ပူမှာဒီကောင်ကိုခောက်ချောင်းလေးနဲ့ဒီနှစ်ခုပိုးပြီးတော့မှခောက်ချောင်းလေးနဲ့သူ့ပိတ်ကိုညှက်ပေးမှာနော်အခောက်ချောင်းလေးနဲ့မညှက်ချင်ဘူးပိတ်ကမဖြစ်စေလဲဆက်လိုက်ရတယ်ခောက်ချောင်းလေးနဲ့ဆိုရင်ဆက်ရရရှိမှမရှိတော့ဘူးလာတယ်နော်โอเคအဲ့ရပြီဆိုလို့ရှိရင်မတို့ကသူ့ကိုကြောက်မတို့ဒီမှာဘုံတော့ဒီမှာဒီမှာမတို့ကဖြတ်ထားတာသူ့တို့ဒီနှစ်ခုကတော့ဖုံးပါလိတော့ဖုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုမှဒီမှာ force ရင် force ရင်ဆင်းပေးတယ်ဒီဒီဒီဖြတ်ထားတဲ့ကောင်ကနေပြီးတော့ force ရင်ဆင်းပေးထားတယ်ဆင်းပေးထားပြီးတော့မှဒီနှစ်ခုကိုဒီမှာလာပြီးတော့ဆက်ကြည့်လိုက် ဒီမှာခုဒီမှာလာပြီးတော့မှဆက်ကြည့်လိုက်နော်ဆက်ကြည့်လိုက်ပြီးပြီဆိုလို့ရှိရင်음အဲ့လိုဆိုလို့ရှိရင်ဒီလိုမျိုးဒဲလေးတွားလေးရတယ်မဟုတ်ဘူးဆိုလို့ရှိရင်လည်းအေဂွေးလေးနဲ့ဒီလိုမျိုးလေးတွားလေးရတယ်နော်ပေဂွေးလေးနဲ့နည်းနည်းခုံခုံလေးတွားလေးရတယ်ကိုယ်ပေါ့နော်โอเคအဲ့ဆိုလို့ရှိရင်မတို့အခုဘာလေးတွေလောက်ရမလဲဆိုလို့ရှိရင်ဒီကောင်လေးတော့တောက်ထိုးပြီးဝင်တယ်နော်ဒီကောင်လေးတော့တောက်ထိုးပြီးဝင်တယ်ဆိုတော့ဒီမှာတောက်လေးတစ်ချောင်းထိုးမယ်1.5တောက်လေးတစ်ချောင်းထိုး ဘယ်လောက်လဲဆိုလို့ရှိရင်1.5 1.5ကိုဒီကနေမှမှာเนาะဒီကနေမှမှာမဟုတ်ဒီကနေပြီးတော့ပဲ1.5ဒီမှာတော့ဒီချောက်ထိုးပေးပါโอเคဒါဆိုလို့ရှိရင်အမတို့ချင်းအင်ဂျီပတန်လေးကဒါလေးပဲရတာပြီเนาะရသွားပြီဆိုလို့ရှိရင်အချက်ပြန်ပြီးတော့မှာโอเคမတို့ဒီကောင်လေးကို copy ကူရမယ်เนาะဒီကောင်လေးကို copy ကူမယ်ဒီကောင်လေးကို copy ကူထုတ်မယ်အခုဒီမှာเนาะ အနီနဲ့ပြထားတဲ့ဒီကောက်ကိုအမတို့ copy ကုထုတ်ဒီဟာကို copy ကုထုတ်ပြီဆိုရင်ဒီမှာတောက်ရှိအဲ့တောက်ကိုပါ copy ကုထုတ် ဒီကောင်လေးရေနော်နည်းနည်းလေးလွှဲသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာသူ့ကိုပြန်ပြီးတော့မှပြန်ဝတ်ပြီးသူ့မကြိုက်ပြီးရင်မတို့ဒီကောင်ဒီကောင်ကိုဒီမှာနည်းနည်းမျက်စိရှုပ်နေလားမသိဘူးနော်ဒီလားမှာဆွဲထားရရင်နည်းနည်းတောက်လေး ားပြီးရမယ်1.5အဲ့ရပြီဆိုလို့ရှိရင်အခုဒီမှာမညီတဲ့ဒီကောင်လေးတွေကိုပြန်ပြီးတော့မှဖြည့်ပေးပြီးချိုင်းပြီးရင်ဂျင်ဂျာလေးမှာ ုနှစ်ခုထပ်နေတွေ့လာဒီကောင်နဲ့ဒီကောင်နဲ့လာဆက်မှာဖြစ်နေအဲ့တော့မတို့ကျန်နေပြီးတော့မဘလောက်ဆင်းထားတာလေဘလောက်ဆင်းထားတာလေဆိုလို့ရှိရင်ဖုန်းစီရင်ဆင်းထားတာเนาะဒီအောက်ကိုလေဒီအောက်ကိုဖုန်းစီရင်ဆင်းထားအဲ့ဒါလေးအချက်မှတ်ပြီးမှတ်ပေးပြီးဆိုလို့ရှိရင်ဖြတ်ချလိုက်ဒီကနေဒီလိုဖြတ်ချလိုက်ဖြတ်ချလို့တော့ဒီမှာလည်းဒီလိုဖြတ်ချလိုက်ရှင်းသွားအောင်ဒီမှာတို့နှစ်ခုကိုခုနပြောနော်ဒါဆက်လို့ပြောရင် လာဆက်လို့ပြောတော့ဆက်တယ်ဒီမှာချင်းချင်းကြီးရီမှာလीအကွေးတွေအခုမဖြစ်နေလို့မရအောင်အဲ့ဒါကိုကဲပြီးတော့ပြလိုက်ဒီကောင်ကအကွေးအခုံလေးဖြစ်နေမြင်ရအောင် ောက်ချောင်းနဲ့ညှက်ပြရမယ်ဒီကောင်းကဘေးဘေးချုပ်စားပြီးရင်ဒီမှာနော်ဝတ်စီရံလေးဒီကနေပြီးတော့အက်ကောင်ကြီးစတင်ပြရမယ်ဆင်းအပ်တယ်ဒီမှာဆင်းပြရမယ်နော်ဒီကောင်လေးဒီကောင်လေးကဒီမှာအပြည့်ယူလိုက်တော့ဒီကောင်ထက်စားလေးနော်ထက်စားလေးပေါ့ဆင်းဒီဘေးကနေပြီးတော့မှာ ြည့်မယ်ညှိကြည့်မယ်ဒီကောင်ဒီနေရာလေးနေရာလေးဒီကောင်မဟုတ်နော်ဒီနေရာအဲ့မှာနားတံကလားဒီနေရာကနေပြီးတော့မှဒီဒီမှာရှင်းပြီးရင်ဒီမှာရှင်းထိတ်ရှင်းထိတ်ကိုခွဲပြီးတော့မှဓာတ်ကိုရွှေ့လိုက်တယ်ဆိုတဲ့ပုံပေါ့ဒီမှာလာပြီးတော့ကျွန်တော် ဒေးလေးရတယ်ခုမှပြောနေဒေးလေးရတယ်ဒီမတိမတာလေးလေးရတယ် ောက်တီရွှေလေးတော့ဒီကောင်ကွဲပါပြီနော်အဲကောင်ကိုအစားသွင်းအစားသွင်းပြီးတော့ဒီလိုမျိုးဒီမှာတွေ့လားချွန်းနေထွက်ချွန်းထွက်နေအဲချွန်းထွက်နေတဲ့ဟာကိုဒီထိတ်ဒီထိတ်ရေဒီထိတ်ရေကိုအညီယူယူပြီးတော့မှအရင်တစ်ချောင်းအဖြောင်ဆွဲချလိုက်ဒီလိုဆွဲချလိုက်ဆွဲချပြီးဆိုလို့ရှိရင်ဒီဘက်ကိုဝမ်းစီရင်ထုတ်ပေးဝမ်းစီရင်ထုတ်ပြီးတော့မှညှက်ပေးဘာကြောင့်လဲဆိုတော့အရှုံးစားသူဆွဲထုတ်မှာမလို့လေအရှုံးစား Okay ဆွဲထုတ်ဆွဲထုတ်အဲ့ရနေပြီးတော့မှညှက်ပေးလိုက် ခေတ်ဒါဆိုလို့ရှိရင်ပတ်တန်ရသွားပါပြီဒါဆိုရင်ပတ်တန်ဘယ်လိုလေးဖြစ်မလဲဆိုတော့ဒီကောက်ကိုခောက်ချောင်းလေးနဲ့ညှက်ပြီးဒီကောက်ကိုခောက်ချောင်းလေးနဲ့ညှက်ပြီးပြီးတော့မှဒီမှာအတွန့်လေးလာပြီးတော့မှကျုံတွန့်ဒီကောက်ကဒီလိုလာဒီမှာလာထက်မယ်ဒီကောင်ကဒီလိုလာမယ်။တောက်တည်လေထိုးရရှိတော့ရေတောက်တည် ့ခုံးတွေမဟာနေအောင်ညင်ဘက်တွေမဟိုက်နေအောင်နော်အဲ့လိုမျိုးထိုးထားတယ်ပြီးရင်ဒီနားမှာအရှုံးတွန့်အရှုံးတွန့်လေးတော့ဒီလိုလာဒါဆိုလို့ရှိရင်ပတံလေးကဒီလိုလေးလာမှာနော်ပတံလေးကဒီလိုလေးဖြစ်သွားမယ်အဲ့မှာကိုကခါကလေး ခါကအရှိလိုချင်ဘလောက်ကိုလိုလိုရတဲ့အနောက်ချန်လေးကကျတော့အနောက်စစ်လေးလေပင်းလေးကအဝိုင်းလေးနော်အဲ့တော့အနောက်စစ်ကပဲရိုးရိုးပဲဘာမှလည်းတောက်တွေထိုးစီတာပါစီအများကြီးမလိုတဲ့အတွက်ကြောင့်နောက်ချန်မဆွဲပြတော့အရှိချန်လေးဒီလိုလေးလာနော်အဲ့လိုမျိုးအစဉ်ပြေကြပါသေးရှင်